နှာတွေကလည်းကြီးလိုက်တာချောင်းတွေကလည်းဆိုးဘာစိတော့ဝင်လည်းမသိဘူးပိုးတက်စီလေးထည့်တော့လိုက်အဆင်ပြေမယ်ထင်တယ်ဒါလေးပဲကောင်းပါတယ်ခဏလေးခဏလေးတုတ်ကွေးပြားနာဖြစ်လို့ကုတ္တဝန်းနဲ့ကိုပိုသက်စေတောက်ဖို့စဉ်းစားနေရလားဒီနေရာမှာနှစ်ပိုင်းပါဝင်ပါတယ်တုတ်ကွေးဖြစ်တာနဲ့ပိုသက်စေတောက်တာ တောက်ခွေးဖြစ်တယ်ဆိုတာများသောအားဖြင့် virus ပိုးကြောင့်ဖြစ်ပါတယ် virus ပိုးကြောင့်အေးမိတောက်ခွေးဖြစ်ပြီဆိုရင်လူကကိုယ်ပူချိန်တက်မယ်ဖျားမယ်ချောင်းဆိုးမယ်နှာဆင်းမယ်လဲချောင်းတာမယ်ကိုယ်ရည်လက်တွေကိုက်ခဲမယ်တချို့ရဆိုရင် anna one ရှော့တာတွေလည်းဖြစ်တတ်ပါတယ်ဒါဆိုရင် virus ကြောင့်ဖြစ်တဲ့တုတ်ခွေးထန်းတာဖြစ်ပြီဆိုရင်လူကမလုပ်ရအောင်လဲအိမ်မှာနာနာနေနေနေမယ် အေးဝါအောင်အိတ်မယ်အဖျားတိုင်အဖျားကြစေပါရာစီတမောလေးတောက်ပေးမယ်ကိုယ်လက်တွေကြိုက်ခဲတယ်ဆိုရင်ကြိုက်ခဲပြောင်စေပါရာစီတမောဖြစ်စေ ibuprofen ဖြစ်စေတောက်ပေးရမယ်ပြီးရင်တော့အာဟာရပြည့်ဝအောင်စားမယ်ရေများများတောက်ပေးမယ်ချောင်းဆိုးရင်ချောင်းဆိုးပြောင်စေတောက်တလိပ်တွေပါရီထွက်စေစေတလိပ်ပျော်စေချွဲပျော်စေလေးတောက်ပေးလို့ရတယ်လက်ချောင်းတွေပါရီနိုင်စေရင်နွေးလေးနဲ့စားလေးနဲ့ခါခါလောက်တာအလုပ်ကျင်တာမျိုးလုပ်ပေးလို့ရပါတယ်အဲ့ဒါကိုမှကိုကပိုးသက်စေတောက်လိုက်မယ်ဆိုရင်ဘာဖြစ်နိုင်လဲစိတ်ကူနာပြောပြီးပြီးအေးမိတာတုပ်ဝေးဖြစ်တာဒီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာဖြစ်တဲ့အတွက် ပိုးသက်ဆေးသည်ဘက်တီးရီးယားကိုတတ်တာပါဒါကြောင့်မလို့အေးမီတိုကွေးဖြစ်တာကိုပိုးသက်ဆေးတောက်လို့မပြောင်းနိုင်ပါဘူးမပြောင်းတဲ့အပြင်နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲဆိုရင်တော့ပိုးသက်ဆေးရဲ့ဘေးထွက်ဆိုးကျိုး side effect တွေတကယ်လို့ကိုယ်နဲ့ဓာတ်မတည့်ဘူးဆိုရင်ဓာတ်မတည့်တဲ့ allergic ပြဿနာတွေဖြစ်လာနိုင်တယ်နောက်တစ်ခုကဆေးမတိုးတော့တာဆေးရင်ပါတဲ့ပြဿနာဖြစ်လာနိုင်ပါတယ် ။ဒါကြောင့်မလို့ကိုဖြစ်နေတဲ့အခြေအနေကပိုးသက်စေတောက်ဖို့လိုသလားမလိုသလားဆိုတာဆရာဝန်ကိုယ်တိုင်ဆုံးဖြတ်ပါစေ။အဲ့တော့ဆရာဝန်နဲ့ဘယ်လိုတိုင်ပင်ရမလဲဆိုတာမသိဘူးဆိုရင်တော့ဖုန်းနံပါတ်ခွရှိရှိကုန်ကိုဖုန်းဆက်ပြီးကျွမ်းကျင်ဆရာဝန်နေနဲ့တိုင်ပင်လို့ရပါတယ်။ကိုအခုဖြစ်နေတဲ့လက္ခဏာတွေကပိုးသက်စေတောက်ဖို့လိုလားမလိုလားလိုအပ်တယ်လေ ။တနေ့ကိုဘယ်နှချိန်ဘယ်နှရက်ဘယ်ပိုးသက်စေကိုတောက်အောင်မလဲဆိုတော့တိတိကျကျလိုက်နာမှုလို့ပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့နောက်ပိုင်းကိုကပိုးသက်စေကိုရက်ပြအောင်လည်းမတောက်ဘူး။တနေ့နှစ်ချိန်ကိုလည်းမတောက်ဘူး။ငါးရက်ဆိုရလည်းငါးရက်မတောက်ဘူး။ဆယ်ရက်ဆိုရလည်းဆယ်ရက်ပြအောင်မတောက်ဘူးဆိုရင် တကယ်လိုအပ်လို့ပိုးသက်စေတောက်ဖို့လိုအပ်လာတဲ့အခါကျရင်စေးမတိုးတော့ဘူး။ဒီပိုးတွေကစေးကိုရင်ပါလာတယ်။ဘာဘာနဲ့ဖြစ်ကုလို့မရတော့ယောဂကုသတဲ့နေရာမှာ ခက်ခဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မလို့အေးမီတုတ်ကွေးဖြစ်ပြီးဟေ့ဆိုရင်တော့စိန်ကူနာပြောခဲ့တဲ့နည်းတွေကိုလိုက်နာမယ်။ပြီးရခါကျရင်လက်ကိုတတိကျရေနဲ့ဆက်ပြန်နဲ့ဆေးကြောမယ်။ပစ္စည်းတွေအရာဝတ္ထုပစ္စည်းတွေအလွယ်တကူကင်တာမျိုးမလုပ်ဘဲနဲ့အပြင်ကပြန်လာရင်ကင်တွေပြည့်ရေနဲ့ဆက်ပြန်နဲ့ဆေးမယ်။ထောင်းဆိုရင်နှာချင်းလက်နဲ့အုပ်ပြီးတော့ဆိုမယ်။ပြီးရင်လက်ကိုပြန်ဆေးပေးမယ်။လိုအပ်ရင်တော့တုတ်ကွေးကာကွယ်ဆေးလေးထိုးပေးလို့ရပါတယ်။အရေးကြီးဆုံးအချက်ကတော့ပိုသက်စစ်ကိုဘတ်တော့မှကုတ်တော်ဝမ်းလို့ကိုမတောက်ပါနဲ့။ ီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်ပြီးတခုခုဝေခွင့်မရဖြစ်နေဘူးဆိုရင်တော့ကိုဘတို့မဖြေရှင်းမဲနဲ့ဖုန်းနံပါတ်ခွန်ရှိရှိကိုဖုန်းဆက်ပြီးဆွေးနွေးတိုင်ပင်မယ်ဆိုရင်တော့ကျန်းကျင်ဆရာဝန်တွေက24နာရီပတ်ရမရှိအခမဲ့ဆွေးနွေးဖြေကြပြီးမှာပဲဖြစ်ပါတယ်။ဒီတော့တီလိုသမားကျမ်းမာရေးခွန်ရှိရှိကိုဖုန်းဆက်မေးတီလိုသမားကျမ်းမာရေးခွန်ရှိရှိကိုဖုန်းဆက်မေး